။နောက်ခုဒီကတော့နေပြီးတော့စေယုံမှာတွားရောက်တူတမ်းမဲ့စေပစ္စည်းတွေနဲ့လိုအပ်တဲ့ပစ္စည်းတွေပါတဲ့ကားပါ။ကျွန်တော်ဒါကျွန်တော်တို့ကလမ်းမှာကျွန်တော်တို့ကားအဆင်မပြေတဲ့အတွက်နေပြီးတော့ကားကိုငှားပြီးတော့ဒီစေယုံပြန်တွားရောက်တူတမ်းမှာဖြစ်ပါတယ်။အချိန်ကတော့ည၈နာရီခွဲပါပြီကျွန်တော်တို့အခု135မိုင်ပါရှိသေးတယ်ဗျာနေပြီးတော့သွားမှဖြစ်ပါတယ်အခုကတော့ ဒီကကျွန်တော်တို့နိုင်ကုညီမှုတင်ကြံကုန်ခွဲရတော့နေပြီးတော့မှညရင်မှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ရဲ့၄ချိန်မြောက်ငလင်ဘေးတင့်ဒေသတွေကိုပြန်လည်ထူထောင်ရေးအတွက်တွားရောက်လှူဒါန်းလာဖြစ်ပါတယ်ခင်ဗျာလောဝက်ဖို့ကာနစီသွားပါမယ်ဒီကန္နာတစီရဲ့ပြီးကျွန်တော်တို့ဒီအမ်ဘူလန့်တစီရဲ့ပါအဲနောက်ကိုဒီကစုံစမ်းရမယ်ဘောင်ဘောင်တိုက်ပြီးရောမြန်လာဆုံးဒီကိုင်းပတ်ထားရအောင် ကျွန်တော်တို့နိုင်ကူညီမှုအတင်းရန်ကုန်အဖွဲ့ကဒီနေရာကိုရောက်တော့ည7နှစ်နာရီရှိပါတယ်ကျွန်တော်တို့ဒီနေရာကတော့နေပြည်တော်ဘူရာကြီးဇင်းကြံမှာဖွင့်လှစ်ထားတဲ့ငလင်တန်သင့်ပြည်သူတွေအတွက်ကယ်ဆယ်ရေးစခန်းဖြစ်ပါတယ် ဒီနေရာမှာကျွန်တော်တို့ကဒိုင်နာကားတစ်စီးစာအပြည့်အစားအစာစေဝါရိတ်ခါကြောင်းနဲ့ရေတံဘူးတွေကိုလှူဒန်းပေးဖို့ဖြစ်ပါတယ်ဒီကယ်ဆယ်ရေးစခန်းမှာဆရာဒေါက်တာတမ်းမင်းထွတ်ပင်းတရမီးရင်ရှင်ဆရာလည်းရှိနေတော့ကျွန်တော်တို့ကဆရာကိုပဲဒီပစ္စည်းတွေအပ်ခဲ့ပြီးမှဖြစ်ပါတယ် Alex rồi rồi glucose glucose à ngã đi đạp cũng thay ါတယ်ကာလီကကာလီနဲ့ထက်ဒီညကိုတော့ကျွန်တော်တို့နိုင်ရေးကူညီမှုအသင်းရန်ကုန်အဖွဲ့ကဒီဘူရာကြီးမှာပဲအိတ်ဆက်ခဲ့တာဖြစ်ပါတယ်ဒီကကတော့ကျွန်တော်တို့အိတ်ဆက်ခဲ့တဲ့တဲခုဆောင်ပါခင်ဗျာတာလဖက်အစိမ့်ပက်လေးနဲ့အထူးဆောင်ပါ ကျွန်တော်အခုကနေပြီးတော့ဘူရာကြီးမှာပါဒီကနေမန္တလေးဘက်ကိုလမ်းဟောင်းတိုင်းထပ်ပြီးတော့တောင်းရမယ်ခင်ဗျာအင်းအပြင်းငလင်လှုပ်ခတ်မှုကြောင့်ငလင်ဘေးဒဏ်သင့်ခံစားခဲ့ရသောနေပြည်တော်ဘူရာကြီးရှိမြမမီးရထားဝန်ထမ်းမိသားစုတို့အတွက်အလှပစ္စည်းများအပြင် အလှငွေ300တရာတိတိကိုလည်းနိုင်ကူညီမှုအသိဉာဏ်ကအများပြည်သူအတွက်အများပြည်သူကောင်းမှုအဖြစ် ဆရာဦးပဲဘေးအလှူဒန်းခဲ့ပါသေးတယ်။အများပြည်သူရဲ့လှူဒန်းငွေကိုအကျိုးရှိထိရောက်အောင်ကူညီဆောင်ရွက်ပေးတဲ့ဆရာဒေါက်တာတန်းမင်းထုတ်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်တယ်အိုက်ကေ။အဲ့တော့ဘေးပြီးတော့ပူရာကြီးပါ။